လောက်မင်လာပါအမ်မတွေ့တာကြာပါပြီကျွန်တော်တို့အမေရိကရောက်ခါစလူတွေပေါ့နော်အာအိမ်ဝယ်ဖို့အတွက်ဘာတွေပြင်ဆင်ရမလဲကျွန်တော်ခဏခဏမေးတဲ့ဟာတွေရှိပေါ့နော်ကျွန်တော်ထက်ကထက်ကဖြည့်နေရဆိုတော့လေကျွန်တော်အာတယောက်ချင်းစီကျွန်တော်အနေနဲ့အဲ့ဒီဟာပေါ့နော်စာရေးပြီးတော့တင်တဲ့ဟာတွေလေးရှိတယ်ဒါပေမဲ့ကြာခဲ့တဲ့ခါကျတော့ပြန်ရှာဖို့အတွက်ကျွန်တော်မှအချိန်လိမ့်မရှိဘူးအာရှုပ်တယ်ပေါ့နော်တခါလေကျတော့ တက်ကတက်ကမင်းနေတော့စာရေးရတာလေးနည်းနည်းဟိုဟာကြာတော့လေအားနဲ့ဗီဒီယိုနဲ့ဖြည့်ပေးတာဖြစ်တယ်အာနောက်အခုမှရောက်လာတဲ့လူတွေကျွန်တော် post တွေမှာကြည့်ပူးတဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်ပြောချင်တာပါဆိုတော့ပါတီပြင်ဆင်ရမလဲဆိုတဲ့နေရာပေါ့နော်ဒီအာပြင်ဆင်ရနေရာမှာအဓိကအမေရိကရောက်ပြီဆိုတာ ਨੇ ပေါ့နော်အာအမေရိကမှာအ ਨੇ ဆုံးနှစ်နှစ်နေမယ်ဆိုလို့ရှိရင်တော့ဒါပြင်ဆင်ဖို့အိမ်ဝယ်ဖို့အတွက်ကျွန်တော်အနေနဲ့အားပေးတယ် ကျွန်တော်နဲ့ဝယ်ပါလို့ကျွန်တော်ဘယ်တော့မှမပြောဘူးဘသူနဲ့ပဲဝယ်ဝယ်ကိုဟာကိုပဲ real time ရှိပဲနဲ့ဝယ်လို့ရတယ်အမေရိကန်မှာကျွန်တော်ပြောချင်တာအိမ်ဝယ်ပါဒီတိုင်းမနေပါနဲ့အိမ်ငားပြီးနေတာထပ်ပေါ်တော့ဝယ်ပြီးနေတာတော့ဟိုပါပေါ့နော်အများကြီးအာကောင်းတယ်အာတနေ့ချိန်ကြောက်ရှင်တာကိုပိုင်ဝင်ညင်းချင်းလူကတော့တကောင်ညင်းပါပဲအာစတော့ထားတာပိုကောင်းတယ်ပေါ့ စတော့တယ်ပါလောက်တတ်တယ်ပါညာဆိုလို့ရှိရင်တော့ပြဿနာမရှိဘာမှမလောက်တာထက်ဒီတိုင်းအဖမ်းမမှာနေလို့ပတ်စံပိုစုမယ်လို့စဉ်းစားမိတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒါနောက်မှနောက်ဒါရလိမ့်မယ်အဲကျွန်တော်ကိုယ်တိုင်ကအဲ့လိုမျိုးနေခဲ့လို့ပေါ့နော်အာမြက်စော့စော့ဝဲလေကောင်းလေပဲအမေကမှာတချို့လူတွေရှိတယ်နော်မြန်မာပြည်ပဲပြန်မယ်တနည်းဆိုပြီးတော့နိုင်ငံသားအမေကနိုင်ငံသားအမေရိကန်နိုင်ငံသားမခံပဲနဲ့နေလာ10နဲ့15နဲ့ကြားကြလာတော့ဒီလူတွေမျိုးပြန်သလားဆိုတော့မပြန်တော့ ပြန်နေနိုင်သလားဆိုတော့မနေနိုင်တော့ပူတာလည်းမခံနိုင်တော့ဒီလူတွေအေးတာပဲလူချင်းနည်းနည်းပူရင်သူမခံနိုင်အော်နေအဲ့လိုမျိုးတွေပေါ့နော်ဒါပေမဲ့ပြောချင်တာကမြ мян ဝယ်တဲ့သူကမြ мян ခံစားခွင့်ရလိုက်မယ်အဲ့တော့ပြင်ဆင်ဖို့အခုမှရောက်လာတဲ့လူတွေဘာတွေလိုအပ်တယ်ဆိုလို့ရှိရင်ပေါ့နော်အဓိကအလုတ်ကိုအလုတ်လုတ်ပြီဆိုလို့ရှိရင်အလုတ်ကိုမြဲအောင်လုတ်ပါအာတနေရာထဲမှာနည်းနည်းလောက်ပြေးအောင်လုတ်ပါအလုတ်ကိုနည်း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 ပြေးဖို့လိုတယ်အခွန်ကိုဆောင်ပါအတိအကျဆောင်ပတ်စံ ခွန်အပြည့်ဆောင်ပါအာဟိုအလုတ်အာဒါပေါ့နော်အရန်ရေးကြည့်တာအခွန်အပြည့်ဆောင်ပါအလုတ်ကိုဟူခုံဒီခုံမလုတ်ပါနဲ့အိမ်အိမ်မဝေခင်အထီးပေါ့နော်တနေရာထဲမှာပဲလုတ်ပါအလုတ်ကိုဟိုပါပေါ့နော်ကြိုးစားပါအခွန်ပြည့်ဆောင်ပါပြီးတော့နောက်တစ်ခု credit credit ကောင်းအောင်လုတ်ပါ credit အ ਨੇ ဆုံးတော့အမေကအကျွေးရှိတာမကောင်းပေမဲ့လို့အကျွေးမရှိတော့လေအမေကနိုင်ငံမှာအကျွေးစနစ်နဲ့တည်ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့် အဆင်မပြေပြန်ဘူးအဲ့တော့ credit account တခုတော့ဖွင့်ဖို့လိုတယ်ပေါ့နော်ဒါမှမဟုတ် credit card account မဟုတ်ရင်တောင်မှဒီကားကိုပေါ့နော်ကားအကြွေအများကြီးရှိတာကျွန်တော်အမပေးဘူးသို့တော်ဥမာထားလိုက်ပါတော့ကားတောင်းတောင်းပေးရမယ်ဆိုလို့ရှိရင်တထောင်ခွဲလောက်ကို cash နဲ့ပေးပြီးတော့ကျန်တဲ့ဟာအကြွေလုံးလိုက်အကြွေအများကြီးကားကိုဈေးကြီးကြီးနဲ့ပေးတာလည်းမကောင်းဘူးဒါမှမဟုတ်တထောင်ခွဲတန်လောက်ပဲဝင်9000လောက်တထောင်လောက်ကိုဟိုဟာရှင်းပြီးတော့9000ကျန်တဲ့တဝက်လောက်ကိုပေါ့နော် အကျွေးထားဘာလို့ဆိုတော့ဒီဒီအကျွေးအကားအကျွေးကိုပေါ့နော်ပုံမှန်ပေးလိုက်လောင်းဝနောက်မချစေနဲ့ပုံမှန်ပေးလိုက်အာအဲ့လိုမျိုးအကျွေးကို၈လတနေ့လောက်ပေးဖို့လိုတယ်အဲ့ဒါဆိုလို့ရှိရင် credit ကအဲ့လိုလုံနဲ့တက်သွားလိုက်မယ်ပေါ့နော်အဲ့လိုမျိုး credit ကောင်းအောင်တည်ထောင်အာဘရောမ payment တွေနောက်မချစေနဲ့အာပြီးလို့ရှိရင်တော့ဒါကျွန်တော်တို့အိမ်ဝယ်လို့ရတော့ရလိုက်မယ် အာဒီ real tar တွေပေါ့နော်ကျွန်တော်ကျွန်တော်ပဲဖြစ်တခြားမြန်မာ real tar တွေအများကြီးတိုင်းမေးပါပါပါတွေပြင်ဆင်ရမလဲဆိုတဲ့ဟာပေါ့နော်နည်းနည်းလောက်ကလေးကကြိုတင်ပြီးတချို့ဟာတွေကအရန်ကြာပြီမနေ့15နဲ့30အမေရိကမှာနေနေပြန်မလို့အိမ်မဝယ်နိုင်တဲ့သူတွေအများကြီးရှိတယ် qualify မဖြစ်တဲ့လူအများကြီးရှိတယ်ဝင်ဝင်မကောင်းလားကောင်းတယ်ဒါပေမဲ့ပြင်ဆင်မှုမရှိတဲ့အတွက်ကြောင့်ပေါ့နော်ပြင်ဆင်တဲ့လူကနည်းနည်းအတွင်းမှာအိမ်ဝယ်လို့ရတယ်အဲ့တော့မနေ့ကပဲရောက်ပြဿနာမရှိဘူးမနေ့ကရောက်ရင်တောင်မှ မနေ့ကရောက်ပြီးတော့အခြေခံလစာနဲ့အလုံးလောက်တဲ့ဆိုရင်တောင်မှအိမ်ဝယ်လို့ရတယ်။ဒါပေမဲ့တယောက်ထည့်ရဲ့အခြေခံလစာနဲ့တော့အခုအချိန်မှာတော့ဝယ်လို့ရမှာမဟုတ်ဘူး။တဘောကဥမာထားလိုက်ပါတော့ Houston Texas ကျွန်တော်အခုပြောနေ Houston Texas မှာပေါ့နော်။အခြေခံဘာမှမသိလို့အခြေခံအလုံး15ဒေါ်လာနဲ့ဒီမှာလုံနေတဲ့လူတွေပေါ့နော်။15ဒေါ်လာလောက်နဲ့ပဲလုံတဲ့ဆိုအောင်တယောက်ထည့်ဝင်ဝင်တော့အိမ်ဝယ်လို့တော့အဆင်မပြေဘူး။ဒါပေမဲ့နှစ်ယောက်ဆိုလို့ရှိရင်တော့30ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ နှစ်ယောက်ဝင်ငွေ15ဒေါ်လာရရင်တော့မှနှစ်ယောက်ဝင်ငွေနဲ့အာဝယ်လို့ရတဲ့အိမ်တည်းအများကြီးရှိတယ်အဲ့တော့ဝယ်လို့ရနေအဲ့တော့နောက်တစ်ခါကလူတွေထင်မှားတာပေါ့နော်အိမ်ဝယ်မယ်ဆိုလို့ရှိရင်အိုးပတ်စံတွေကအများကြီးရှိမှ20%ရှိမှမဟုတ်ဘူးအ ਨੇ ဆုံးလူအပ်တာ3.5% 3.500ခိုင်တော့အင်တန်ဖို့ရဲ့3.500ခိုင်တော့ဥမာထားလိုက်ပါတော့3သိန်းတန်ဝယ်မယ်ဆိုလို့ရှိရင်1000နဲ့ 50အောင်1500ပဲလူတယ်ကိုအိတ်ထဲမှာအဲ့ဒါတော့မှတချို့အချိန်မှာဆိုလို့ရှိရင်ဒီ down payment assistant တွေပေါ့နော်ပေးတဲ့အရာတွေအများကြီးရှိတယ်အဲ့တော့တောင်းတောင်းခွလောက်စုမယ်စုတက်မယ်ဆိုလို့ရှိရင်ဒါရည်ရွယ်ချက်ရှိတဲ့လူတိုင်းကတောင်းဆိုတာမစုမစုနိုင်စရာအကြောင်းမရှိဘူးအိမ်ဝယ်ဖို့ရည်ရွယ်ချက်ရှိတဲ့လူတွေလူတိုင်းကပေါ့နော်မရအောင်လုပ်လို့မယ်စုမယ်ဆိုလို့ရှိရင်အာဒါဖြစ်နိုင်ရနည်းနည်းအတွင်းမှာပေါ့နော်ဖြစ်ကိုဖြစ်နိုင်တယ်အဲ့တော့ဝယ်ထားလိုက်ပါအိမ်ဝယ်ထားလိုက် လို့ရှိရင်တချို့ဟာတွေကပြောနေအာအိမ်ဝယ်ပြီးလို့ဟိုဟာအိမ်လခမပေးနိုင်လို့ရှိရင်ဘဏ်ကတိတ်ပါတဲ့အဖမန်ကကောအဖမန်ကမပေးလို့ရှိရင်အနေမခံဘူးလားအနေခံမှလူဆိုတော့ဘရောမမပြင်းတဲ့လူအလုပ်ကျိုးစားတဲ့လူဘရောမအနေထုတ်ခံချင်အောင်မဟုတ်ဘူးသူမဆိုစူးစမ်းပဲအိမ်ဝယ်လေးကိုအတွက်တောင်းဝန်များတယ်တောင်းဝန်များလေးပိုစူးစမ်းလေးပဲအဲ့ဒါတေချလိုက်လူဆိုတာတူတက်ဖို့ပဲကြံဟိုဟာအမြဲတမ်းကြံစီရဲ့လူ ဘယ်တော့မှကိုဘွားကိုဆုပ်ရုပ်ဖို့ဘသူဘသူမှမလုပ်ဘူးအဲ့တော့ထားလိုက်ဝယ်ထားလိုက်တယ်နည်းနည်းအတူဟာလာစင်ဖိမှန်များတယ်ထောင်းတငယ်ချင်းနဲ့အမျိုးတွေရှိလို့ရှင်နေမဲ့လူကိုအိမ်မှာနေမဲ့လူရှိမှာပဲရှိုင်းရင်လောက်ချင်တဲ့လူရှိမှာပဲအိမ်အခန်းကားချင်တဲ့လူတွေအခန်းကားလိုက် smart ဖြစ်တဲ့လူတွေကအခန်းတွေပင်ကားလိုက်တယ်သူများကကိုအိမ်လက်ခပေးပြီးတော့ကိုကမိခရေခါလောင်းတော့ပဲပေးပြီးတော့နေသွားလူတွေအများကြီးပဲနော်အဲ့တော့စဉ်းစားပါအာ အာဝဲကျွန်တော်ကလူတိုင်းကိုဝဲပါဝဲပါလို့မတိုက်တွန်းမှုဒါပေမဲ့အခုချိန်မှာဒါလှုပ်တဲ့လူတွေကပေါ့နော်တနေကြလို့ရှိရင်အကျိုးခံစားရလိမ့်မယ်အဲ့လောက်ပဲပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အာဒီလောက်ပါပဲโอเคဘိုင်ဘိုင်